ောင်လူရင်ဝမဲရှိသောင်ရှိရဲ့ညာနာနောင်တော်ဒီမောင်မဲချွေချီတော်ဘုံတော်တော်ညမာလူမျိုးပြရာလူနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်သား3ဦးသေဆုံးပြီးပျက်စီးထားသည့်ဂိုးတောင်မီးလောင်ပျက်စီးအကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကယနေ့ကြာရောက်သည့်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲသို့လာရောက်တဲ့ချိန် မန္တလေးမြို့နန်းတွင်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးပျက်စီးထားသည့်၉၀၀မီလောက်ပျက်စီးခဲ့ကြောင်းတပ်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်။ယနေ့အောက်တိုဘာလ၄ရက်နေ့မနက်၆နာရီ35မိနစ်ခန့်တွင်မင်းအောင်လိုင်ကမန္တလေးတပ်ကတိုနှစ်တရပြည်ပွဲတရံပြင်ဦးလွင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပကအတွင်တွင်ခေတ္တဝင်ရောက်တဲခုခဲ့သည်ဟုသတင်းရရှိသဖြင့် ရှော့တိုက်တုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန်တကတိုရာပြည်ပွဲတွင်မင်းအွန်လိုင်းကအရက်သားပြည်သူအများအပြားကိုလူသားတိုင်းဖြစ်အကာအကွယ်ယူပြီးပွဲတက်မီဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာတိကျဖြစ်၍ပုံမိုလွယ်ကူတော်လဲအရက်သားပြည်သူများပါထိခိုက်မိကိုရှောင်ရှားလိုတော်ကြောင်းမင်းအွန်လိုင်းခိတတဲခိုရာလာပခအတွင်းတို့သာဖြစ်ခက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်ထိုတိုက်ခိုက်မှုအတွင်းရှော့တိုက်တုံးတစ်လုံးသည်လက်ပခရှိပစ္စည်းထားသောကိုးတောင်တစ်လုံးကိုထိမှန်ကမီးလောင်ပျက်စီးခဲ့ပြီး လခရမှာစစ်သား3ဦးတေဆုံးက4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒုတိယရှော့တိုက်တုံးသည်နန်တွင်လာပခတိုင်းယုံဤအရှိကျောက်စာများရှိသည်ရှေဟောင်းဘုံပြတ်သက်ရှိတလုံးကြားရောက်ပောက်ကွဲခဲ့ပြီးတက်မီသားစုမှဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသား2ဦးနှင့်အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်မင်းအောင်လိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာတတ်တဲ့အချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာနန်တွင်လာပခ တိုင်းယုံအရှိကြောက်စာတွေရှိတဲ့ရှေးဟောင်းပုံပြသက်ရှိတလုံးပောက်ကွဲခဲ့တာတက်မီသားစုကဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရပြီးမဟုတ်ဦးပျက်စီးတယ်။နောက်တလုံးကတော့လပခထဲမှာရှိတဲ့ပစ္စည်းထားကိုတောင်တလုံးထိမှန်ပြီးမိလောင်ပျက်စီးခဲ့တယ်။လက်ခရစစ်သား၃ဦးလည်းတေဆုံးခဲ့တယ်။၄ဦးလည်းဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်။ ဟုတက်တွင်းသတင်းရင်းမြစ်ကပြောဆိုသည့်ယနေ့နနက်10:00နာရီဝန်းကျင်တွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းအမတ်တရစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြီးစုစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရသည်